မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တွင်အကြောင်းအရာကတော့လေးဖိအားနဲ့ဆဲအခြေအနေတွင်အမှတ်စဉ်30မြင်းဆောင်2025ကိုထုတ်ပြန်ပေးကြပါရယ်2025ခုနှစ်စက်တဘာ26ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မနက်9နာရီချိန်ထုတ်ပြန်ကြပါတော့ဒီနေ့မြန်မာစံတော်ချိန်မနက်9နာရီခွဲချိန်တိုင်းထွာချက်တွေရဗီရန်နိုင်ငံမြောက်ပိုင်းကုန်းတမိုင်းဒေသတွေကိုဖျက်ချော်ခဲ့တဲ့အပူပိုင်းမုန်တိုင်းတွေကတော့အနောက်ဘက်ကိုရွှေ့ရှားခဲ့ပြီးတော့ဗီရန်နိုင်ငံကုန်းတမိုင်းမှာလေးဖိအားနဲ့ဆဲအဖြစ်နဲ့ အာရော့သွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒီသတင်းကတော့တိုင်ဖွန်မုန်တိုင်းရာဂါစာအတွက်ထုတ်ပြန်ပေးတဲ့နောက်ဆုံးသတင်းလည်းဖြစ်ပါတယ်ရှင်။ ဒါအပြင်မိုးလေဝသသူတေတီအွန်နိုင်ကတောင်တောပင်လေကမုန်နိုင်နေဘင်္ဂလားပင်လေကလေဖိအားနဲ့ရောင်းနေတဲ့မြန်မာနိုင်ငံကမိုးရေကြောင့်ဖော်ပြပေးကြပါတယ်။စက်တဘာလ25ရက်ည7:00နာရီချိန်မှာအခုလိုထုတ်ပြန်လာခဲ့ပါတယ်။မိုးနောက်ကာလမကုံဆုံးပြီးမုတ်တုံမဆုတ်ခွာမီအချိန်2025ခုနှစ်အတွင်းမှာတော့တောင်တောပင်လေဘက်ကမုန်နိုင်နေဘင်္ဂလားပင်လေဘက်ကလေဖိအားနဲ့ရောင်းအမြင့်ဆုံးမုန်နိုင်ငယ်တွေဟာတလုံးပြီးတလုံးဖြစ်လာခဲ့ပါတယ်။မြန်မာပြည်ကိုတိုက်ရိုက်ချင်းချောက်တဲ့မုံတိုင်းတစ်ခုမှမရှိပါဘူး။ သူတို့သွဲဝိုက်ပြီးဒုက္ခပေးနေတာတော့မဟုတ်ပါပဲဒီနေ့မှလည်းတောင်တိုးပင်လယ်ပတ်မှာဖြစ်လာတဲ့မုန်တိုင်းတွေကအားကောင်းပြီးတော့ရပ်ပိုင်းပဲချပြီးတော့တလုံးပြီးတလုံးဆက်တိုက်လာနေပါတယ်မုန်တိုင်းကြီးတလုံးမှာတိုက်ရိုက်မထိပါဘူးဒါပေမဲ့လည်းရင်းနဲ့ပတ်သက်တဲ့ပေါ်ပြပါသဘာဝပေးဆိုတွေကတော့မပေးနိုင်မစည်းနိုင်ပဲနဲ့အချင်းကြကြဒုက္ခကောင်းကောင်းပေးနေပါတယ်မြေဘေးသင့်ရေဘေးသင့်တဲ့ဒေသတွေမှာလည်းမိုးသည်ထန်နဲ့မိုးများတဲ့ cloud burst တွေဖြစ်တဲ့တိမ်ပြိုကျပြီးတော့မိုးလုံများတာ flood float တွေ ဖြစ်ပါတယ်။ရုတ်တရက်ရေကြီးတာမျိုးပါ။မြေရေကြီးတာလေခွင်းတွေရေလွှမ်းပြီးတော့စိုက်ခင်းတွေပြက်စီတာရေစည်းရေလာမကောင်းလို့အနိုင်ပိုင်းမလို့လူနေရက်ွက်တွေရေကြီးကုန်တာတောင်ပြိုမြေပြိုပြီးတော့လမ်းတွေပြက်စီတာစသဖြင့်ရေနဲ့ပတ်သက်တဲ့သဘာဝဘေးပေါင်းစုံကိုခန်းစားနေရတာဖြစ်ပါတယ်။နေ့စဉ်ကဘာကြီးပူနေလာလို့ရာသီဥတုပြောင်းလို့ဆိုတဲ့ခေါင်းစဉ်အောက်မှာရေနဲ့ပတ်သက်တဲ့သဘာဝဘေးတွေကလာနေအောင်မှာပါပဲ။ ဆက်လက်ပြီးတော့မိုးများလိုနိုင်ငံအလဲပိုင်းမျိုးတချို့ရေကြီးခဲ့ပြီးတော့မုန်တိုင်းကြောင့်နောက်9ရက်အတွင်းရေကြီးမြေပြိုနိုင်တယ်လို့မိုးစလာသတိပေးတဲ့အကြောင်းဖော်ပြပေးကြပါတယ်။မကွေးတိုင်းအတွက်မှရှိတဲ့မျိုးနဲ့တချို့မှာတော့မိုးဆက်တိုက်ရွာသောနာကြောင့်စက်တင်ဘာ24ရက်ညပိုင်းကစတင်ပြီးတော့ရေကြီးရေရှမ်းမှုတွေဖြစ်နေတယ်လို့မြန်မာနိုင်ငံမိသက်ဌာနကထောက်ပြပါတယ်။မင်းမှုမျိုးနယ်နဲ့မင်းလာမျိုးနယ်အတွင်းမှာတော့ရေကြီးရေရှမ်းဖြစ်နေတာဖြစ်ပြီးတော့စက်တင်ဘာ24ရက်ညစင်နိုင်ကမှမိုးသက်တမ်းစွာရွာသောနာကြောင့်ပဲ မင်းမမျိုးနဲ့စပော့ချောင်းရေရှမ်းပြီးတော့ကြောက်တန်းကြီးရွာတွင်ရင်ရောက်ခဲ့တယ်လို့ဆိုပါရယ်။ဒါအပြင်စက်တင်ဘာ25ရက်ဒီမနက်ပိုင်းမှာတော့မင်းဘူးမျိုးနဲ့မိုးသက်ထန်စွာရွာသွန်းပြီးတော့မင်းဘူးစကုလမ်းပေါ်ရေကျော်တာမန်းเจ้าရေရှမ်းပြီးတော့အောက်ဆက်တော်ရဖျားကိုလည်းရင်ရောက်နေတာဖြစ်တဲ့အပြင်မင်းလာမျိုးနဲ့တရက်မင်းလာကလည်းမိုင်းနိုင်အမှတ်900မိုင်းနိုင်အမှတ်90နဲ့90တဖာလုံးကြားမှာလည်းပဲရေကြီး 6ရက်ကြီးနေတယ်လို့သိရပါဗါဒါပြင်စကွန်းမျိုးမှာတော့3ရက်တွင်မိုးဆက်တိုက်ရွာသွန်းတာကြောင့်6ရက်တက်ပြီးရေကြီးရေရှမ်းဖြစ်ကစပားဆိုင်ခင်းနဲ့နှမ်းဆိုင်ခင်းတွေနဲ့ရေလွမ်းမှုမှုတန်ကိုခံခဲ့ရတယ်လို့စကွန်းမျိုးကကဆိုပါတယ်စကွန်းနယ်ဝရိုင်းနဲ့အကြမ်းမှာတော့မိုးရွာတော့ကြတော့6ရက်တွေစီလာတာမိုးက2ရက်3ရက်ဆက်တိုက်ရွာတာမုံနာရဲ့အချိန်ကြောင့်လည်းပဲ ဖြစ်နိုင်ပါတယ်။လမ်းဘေးဝဲရကအမြောင်းတွေရေရှမ်းတာတော့ရှိပါတယ်လို့စကူးမျိုးကန်ကဆိုပါတယ်။လက်ရှိမှာတော့ချောင်းရည်ကျပြီးတော့ရေလွှမ်းမှုတာကြောင့်နှမ်းဆိုင်ကင်းတွေပြည့်စုံမှုရှိတာဆုံးရှုံးမှုကိုတော့မသိရသေးဘူးလို့လည်းဆိုပါတယ်။ချောင်းရည်ဆိုတာတမ်းပြီးကျသွားတာဆိုတော့အခုချိန်ကတော့သွားလို့လာလို့အဆင်ပြေပြီ။နေ့လယ်တနားရီလောက်ကရေကျသွားတယ်နေအိမ်ပြည့်စုံမှုတော့မရှိဘူး။ ။စဘာကအများဆုံးပါပဲနှမ်းဆိုင်ခင်းနေလဲနှင်းငယ်ပျက်စီးတယ်လို့စကူးမျိုးကံကဆိုပါတယ်။အလားတူပဲစကိုင်းမျိုးနဲ့ပဲခူးတိုင်းရှိကြံတောင်ကူမျိုးအတွင်မှာလည်းပဲမိုးသဲတဲ့ဆွာရွာသွန်းတာကြောင့်ရေကြီးရေရှမ်းမှုတွေကြုံတွေ့နေရပါတယ်။တရုတ်နိုင်ငံတောင်ပိုင်းကွန်ရှင်းပြည်နယ်တောင်ပိုင်းဒေသတွေကိုဖြတ်ကျော်နေတဲ့အားကောင်းသောအပူပန်းမုန်တိုင်းရာကာစာကြောင့်ပဲဒီနေ့ကစာလို့အော်တိုဘာတရက်ဒီပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်း စကိုင်းတိုင်းရဲ့အောက်ပိုင်းမန်လေးတိုင်းအပါအဝင်တိုင်းနယ်ပြည်နယ်အများစုမှာတော့မိုးထစ်ကြုံရွာသွန်းပြီးတော့မိုးကြီးနိုင်တယ်လို့မိုးလဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကစက်တဘာ25ရက်မှာထုတ်ပြန်လာပါတယ်။ဒါအပြင်မိုးတဲထန်စွာရွာသွန်းနိုင်တဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတဲကြုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကြွေတာနဲ့လျှက်ပြက်ရေကြီးတာမြေပြူတာစတဲ့သွားဝါးပြည့်ရနေတွေဖြစ်ပေါ်နိုင်တာကြောင့်လေကြိုတင်သတိပြုရှောင်ရှားဖို့မိုးစားကအသိပေးထားတာလည်းဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးတော့အထူးမှုလို့သာတဲ့ရင်ကိုဖော်ပြပေးကြပါမယ် 2025ခုနှစ်စက်တင်ဘာ25ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ4နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲချိန်တိုင်းထွာချက်တွေရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေတာကြောင့်လကောက်ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေရုမငိမ့်တက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်လကောက်ပြည်နယ်နိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်လျက်ရှိတဲ့အပူပိုင်းမုန်တိုင်းတွေကပြတ်ထွက်လာတဲ့ဒိတ်တိုက်တွေကြောင့်လကောက်ဒီနေ့ညနေကနေတရက်စလ2025ရက်အတွင်းမှာတော့စကိုင်းတိုင်းဒေသကြီးထားပိုင်းကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကျဲကျဲနဲ့နေပြည်တော်ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးမဝေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတရင်းတိုင်းတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာတော့နေရာဆဲဆဲကနေနေရာနှံ့ပြမိုးထွက်ကြုံရွာသွန်းပြီးတော့နေပြည်တော်ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးမဝေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတရင်းတိုင်းတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာဒေသအလိုက်နဲ့နေရာ ကွက်ပြီးမူကြည့်ပါမယ်။မကန်ရန်တက်လျှောက်တဲ့ကမ်းလွန်ပင်လယ်ပြင်မှာတစ်ခါတရံမူသက်လေပြင်ကျရောက်ပြီးတော့လိုင်းကြည့်ပါမယ်။မူသက်လေပြင်ကျရောက်စဉ်ရေပြင်မြေပြင်လေပြင်ဟာတနအီကို35မိုင်တိတိုက်ခတ်ပါမယ်။လွှမ်းပြည်ဟာမကန်ရန်တက်လျှောက်တဲ့ကမ်းလွန်ပင်လယ်ပြင်မှာ10ပေကနေ12ပေကရှိပါမယ်။ဒါကြောင့်မိုးသက်ရန်စွာရွာသွန်းနာရီနဲ့တူတူလေပြင်တွေတိုက်ခတ်တာမိုးထေကြုံတာမိုးချိုပြစ်တာ၊ရေစင်းနဲ့တာမိုးသီးကြွေတာ၊လျှက်ပြက်ရေကြီးတာနဲ့ ညီပြူတာစတဲ့သဘာဝပြည့်ရနေတွေဖြစ်ပေါ်နိုင်တဲ့အတွက်စူပါဒေတာမှရှိတဲ့ကွန်မြူနတီတာအနေနဲ့နေထိုင်ကြတဲ့သူတွေအနေနဲ့ညီပြူမှုအန်ရင်ငင်းငယ်ချောင်းငယ်နေနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှားမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရင်လေချောင်းပြန်တန်းရင်နဲ့ဆယ်မြောင်းတာဒမန်တွေအနေနဲ့လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပြုနှိုးဆော်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ AR တိုင်းမှာစက်တင်ဘာလ25ရက်ကနေအောက်တိုဘာ1ရက်ထိမူလဒအခြေအနေကိုဖော်ပြပေးကြပါမယ်။အရှိန်အနောက်ပင်လယ်ပြင်မှာတော့ဒီတစ်ပတ်အတွင်းဖြစ်ပေါ်နိုင်တဲ့ထူးခြားမူလဒအခြေအနေဟာစက်တင်ဘာ24ရက်မှာတောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့စူပါတိုင်ဖွန်းမုန်တိုင်းအဆင့်ထိရောက်ရှိခဲ့တဲ့မုန်တိုင်းရာဂါစာကတော့တရုတ်ပြည်ဘက်တရုတ်ပြည်တောင်ဘက်ကန်ယူရန်ကိုဖြတ်ကျော်ပြီးတော့ကုန်းတွင်းကိုဝင်ရောက်သွားပြီးလည်းဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်က23ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့လေတု နေဖိအာနေရောင်ကတော့စက်တဘာ24ရက်မနက်ပိုင်းကအိန္ဒိယနိုင်ငံကမ်းခြေကိုဖျက်ကျော်ပြီးတော့ကုန်းတွင်းကိုရောက်သွားပြီလည်းဖြစ်ပါတယ်။စက်တဘာ24ရက်မှာတော့မြန်မာနိုင်ငံအလဲပိုင်းနဲ့ဘင်္ဂလားပင်လယ်အရှေ့လယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့အထက်လေပွေလိုင်း Upper Air Cyclone နဲ့ Circulation UACC ကတော့အနောက်ဘက်ကိုရွေ့ရှားပြီးတော့စက်တဘာ25ရက်မှာလေပြင်းအာနေရောင်ဖြစ်လာပါမယ်။၎င်းကပုံမအားကောင်းလာပြီးတော့ဘင်္ဂလားပင်လယ်ရဲ့အနောက်မြောက်ပိုင်းမှာမုန်တိုင်းငယ်အဆင့်ကိုရောက်ရှိလာနိုင်ပြီးတော့စက်တင်ဘာ28ရက်နေ့ဒီဆက်လက်တည်ရှိပါမယ်။ ဖိလစ်ပိုင်နိုင်ငံအရှိပဲပင်လယ်ပြင်မှာတော့ပူပန်းမုန်တိုင်းဘွာလိုဖြစ်ပေါ်လျက်ရှိပြီးတော့စက်တင်ဘာ25ရက်မနက်အစောပိုင်းမှာတော့အားကောင်းတဲ့ပူပန်းမုန်တိုင်းစက်တင်ဘာ26ရက်မနက်အစောပိုင်းမှာတော့တိုင်ဖုန်းမုန်တိုင်းစသဖြင့်အစင်းစင်အားကောင်းပြီးတော့ဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်တိုက်ခတ်ကတောင်တိုးပင်လယ်တွင်းကိုအားကောင်းသောပူပန်းမုန်တိုင်းအဖြစ်ရောက်ရှိပါမယ် ဘွာလိုကတော့စက်တဘာ29ရက်နေ့လယ်ပိုင်းမှာတိုင်ဖုန်းမုန်တိုင်းအဖြစ်ပြန်လည်အားကောင်းလာပြီးတော့တုံကင်ပင်လယ်ကွေးကမှတဆင်ပြည်နယ်နိုင်ငံအလယ်ပိုင်းကမ်းခြေကိုစက်တဘာ29ရက်ညမှာဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ကြောင့်ကြိုတင်ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။မင်္ဂလာပင်လယ်အော်ကလိပိအာနေရောမုန်တိုင်းငယ်တို့ရဲ့အရှိန်သက်ရောက်တာနဲ့တိုင်ဖုန်းမုန်တိုင်းဘွာလိုရဲ့အကျဉ်းကျန်နေဝင်ရောက်လာနိုင်တာကြောင့်စက်တဘာ25ရက်ကနေအောက်တိုဘာလဆန်းပိုင်းရက်တွေထိတော့ မြန်မာနိုင်ငံနေရာအနှံ့ပြားမှာမိုးဆက်တိုင်ရွာသွန်းတာတွေဆက်လက်ဖြစ်ပေါ်နေပါအောင်မယ်စက်တင်ဘာ25ရက်ကနေအောက်တိုဘာ1ရက်အထိ9ရက်တာကာလအတွင်းမှာတော့ AR တိုင်းအတွင်မိုးရွာသွန်းနိုင်တဲ့အချိန်မှာတော့ပတိန်ခရိုင်မှာ1.36လက်မှာ အသိခရိုင်မှာတော့2.36ကနေ4.33လက်မှာဟင်္ဒရာမှာတော့2.16ကနေ3.8လေးမအူဝင်မှာတော့2.86ကနေ4.9လက်မှာပိုးကလေးမှာတော့3.14လက်မှာကနေ5.1နဲ့ဖျာဝုန်ခဲမှာတော့2.95လက်မှာကနေ4.9လက်မှာလာဘုတာခဲမှာတော့3.35လက်မှာကနေ5.51လက်မှာဒေရီယက်ခဲမှာတော့2.55လက်မှာကနေ4.53လက်မှာအေဂူခဲမှာတော့3.9ခွန်လက်မှာကနေ3.54လက်မှာ ကြိုင်လက်ခဲမှာတော့2.36လက်မကနေ3.9လေးလက်မအသေးသေးရွာသွန်းရရှိနိုင်ပါတယ်။ ERD မြို့ကကျွန်းပေါ်ကန်ယူရန်ဒေတာတွေနဲ့ ERD တိုင်းအနောက်ဘက်ကန်ယူရန်ဒေတာတွေမှာတော့ဒီရဲတက်တဲ့တပတ်လုံးနေပါမိုးသက်လီပြင်းကြပြီးတော့မိုးသက်ထမ်းပါမယ်။နေ့စဉ်မိုးရေချိန်ဟာတလက်မကွဲအထက်ရွာသွန်းပြီးတော့မိုးများနိုင်တာအနောက်ဘက်ကလေတိုင်းတော့ဟာတနအီကို22မိုင်တိရှိပါမယ်။ ။အရာရီတိုင်းတွင်ဒီတစ်ပတ်တွင်အမြင့်ဆုံးနေ့ပူချိန်ကတော့37ဒီဂရီနဲ့အနည်းဆုံးညပူချိန်ကတော့26ဒီဂရီရှိနိုင်ပြီးတော့ပင်လယ်ကမ်းရိုးတန်းကြီးကခရိုင်မြို့နယ်တွေမှာတော့အမြင့်ဆုံးပူချိန်ဟာ30ဒီဂရီနဲ့အနည်းဆုံးပူချိန်ကတော့24ဒီဂရီရှိပါတယ်။ကယ်ရန်နီကမြို့နယ်ကြေးရွာထဲမှာအမြင့်ဆုံးလေတိုင်တုံးဟာတနအီကို25မိုင်နှုန်းကရှိပါတယ်။အရာရီတိုင်းတွင်မနက်ညအချိန်လေးနဲ့နေ့လယ်ပိုင်းအချိန်လေးရဲ့လေတုဆူထိုင်းစာတရားကင်တုံးအတွင်မှာရှိနေနိုင်ပြီးတော့လေတုဆူထိုင်းစာများနေချိန်မှာခန်းစားရတဲ့ပူချိန်က38ဒီဂရီအထိရှိပါတယ်။ ်နေရုညဉ့်ညံ့မှုအခြေအနေအညွန်ကိန်းကတော့အများဆုံး30ကရှိနိုင်ပြီးတော့နေရုညဉ့်ညံ့မှုမရှိနိုင်ဘူးလို့လည်းဆိုပါရစေ။